ထိုင်းနဲ့မြန်မာနိုင်ငံမှာအသုံးများနေတဲ့ဟောင်းထိုင်းရှူစည်းဘူးတွေမှာဖက်ဒီရီယာပါဝင်မှုများနေတဲ့အတွက်ထိုင်း FDA ကကျန်းမာရေးသတိပေးချက်ထုတ်ပြန်ခဲ့တယ်လို့ Straits Times သတင်းစာကဖော်ပြခဲ့ပါတယ်။ဒီရှူစည်းဘူးတွေရဲ့ဓာတ်ခွဲစမ်းသပ်မှုရလဒ်တွေနဲ့ပတ်သက်ပြီးထိုင်း FDA ကတင်ဝင်ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။ဟောင်းထိုင်း Farnish Company ကထုတ်လုပ်တဲ့မှတ်ပုံတင်နံပါတ် G 309/62ဟောင်းထိုင်း Harvey Formula 2အမှတ်တံဆိပ်အစိမ်းနှုတ်ရောင်ရှူစည်းဘူးတွေရဲ့နမူနာတွေကို စိတ်သိမ့်ပန်ဌာနကစူးစောင်းရယူခဲ့တာပါလေးလာချက်တွေအရဒီထုတ်ကုန်တွေဟာဗက်တီးရီးယားပါဝင်မှုများနေပြီးသမတ်အရေးသွေးစံနှုန်းကိုပြင့်မိခဲ့ခြင်းမရှိကြောင်းတွေးရှိခဲ့ရတယ်လို့ဆိုပါတယ်ကုမ္ပဏီကတော့၎င်းတို့ရဲ့ရှူဆေးမှုအားလုံးမဟုတ်ဘဲကုန်ထုံးလုံးမှုနံပါတ်စဉ်3933332 lot 000332ရှူဆေးမှုတွေမှာသာသမတ်ပမာဏထက်ဗက်တီးရီးယားနဲ့ပိုးမွှားပါဝင်မှုနှုန်းများပြားခဲ့တာဖြစ်ပြီးဒီရှူဆေးမှုတွေကိုပြန်လည်သိမ်းယူနေတယ်လို့ကြေညာခဲ့ပါတယ်